နာကတောင်တန်းမော်ကထန်ခေါ်လက်မှတ်ကြည့်ရမှာ2016ခုနှစ်ဇွန်လကနေဩဂုတ်လအတွင်းကကူးစက်ယောဂတစ်ခုကာယယောဂအတွင်းဖြစ်ပွားလို့လူတွေတဖြုတ်ဖြုတ်ဆိုသလိုသိဆုံးခဲ့ရပါတယ်ထန်ခေါ်လက်မှတ်ကြည့်ရဟာတယ်လီဖုန်းလိုင်းမရှိကားလမ်းရထားလမ်းမဆိုတာနဲ့ခြေရွာကျင်းဆက်လမ်းတော့မရှိတဲ့နေရာပါအဲ့ဒီလိုနေရာမျိုးမှာကူးစက်ယောဂဖြစ်ပွားနေခြင်းဟာဇွန်လကလေးကဖြစ်ပေမဲ့အချိန်မီသတင်းမပို့နိုင်ခဲ့တာကြောင့်ကလေးငယ်တွေရောလူကြီးတွေပါတဖြုတ်ဖြုတ်သိဆုံးကုန်တာဖြစ်ပါတယ် နာဂကိုပိုင်အုတ်ချုပ်ခွင့်ရဒေတာဦးစီးအဖွဲ့ယုံကိုအဲ့ဒီကူးစက်ကက်ယောဂဆိုတင်ရချိန်မှာတော့လူတော်တော်များများတည်ဆုံးမိပြီဖြစ်ပါတယ်။အဲ့ဒီတင်ရတာနဲ့ထန်ခေါ်လက်မကိုတွားဖို့တာဝန်ချသူကကျမရည်မှုဦးတန့်စင်ဦးပါ။ဦးတန့်စင်ဦးကလဟဲစိတ်ယုံကစစ်တုပ်တွေကိုဆွဲပြီးလဟဲနဲ့မိုင်40လောက်ပဲဝေးတဲ့ထန်ခေါ်လက်မကိုခီးနှင်ခဲ့ပါတော့တယ်။မိုင်40ဆိုပေမဲ့ချစ်လင်ခီးနှင်ရတာကြောင့်လမ်းမှာနှစ်ရက်နဲ့နှစ်ညတိတိကြာခဲ့တာပါ။ ခြေရွာကိုရောက်ရောက်ချင်းသွေးနမူနာတွေရယူနေပြီးတော့စီပေးပို့ဆင်းဆီးပြီးမှာတော့ထန်ခေါ်လက်မရွာသားတွေကိုနှိပ်စက်နေတဲ့ယောဂါဟာကူးစက်မြန်ပြင်းထန်ဝတ်သက်ယောဂါဆိုတာကိုအတည်ပြုနိုင်ခဲ့ပါတယ်ဥဒဇင်ဟူဟာဒီယောဂါကြောင့်တေဆုံးနေတာတွေကိုရပ်တန့်နိုင်အောင်ထိန်းချုပ်ပြီးယောဂါပြအောင်ကုသပေးနိုင်ခဲ့တာပါ။ 我妈我开玩笑。谁给我弄丢了？那俺那不好讲。谁在这里了？啊？伢你家的看见了？对了。干什么？啊？伢你家的看见了？啊？露出了，露露露出露出了，露出在讲在讲，露出在那了。ဒီလိုကုသဖို့အတွက် နေရာတည်တကြတော့မရှိတာကြောင့်ကျွာတွေကတဲငယ်လေးမှာဒါသမျှလူနာတွေကိုရှိသမျှစေပစ္စည်းတွေနဲ့ကုသမှုပေးခဲ့တာပါ။ သူဟာလူနာတွေနဲ့ဆက်သွယ်ပြောဆိုဖို့ဘာသာစကားအခက်အခဲတွေရှိတဲ့အတိုင်းစိတ်ရောကိုယ်ပါမြုပ်နှံပြီးစေတနာမေတ္တာတရားအပြည့်နဲ့ကျမ်းမာရေးဝန်ထမ်းကောင်းတစ်ခုရဲ့တည်ရုပ်ကိုပေါ်လင်းစေခဲ့သူလည်းဖြစ်ပါတယ်။ဒါကြောင့်လဲဒေသခံတွေရဲ့ချစ်ခင်ယုံကြည်မှုကိုရရှိခဲ့ပြီးဒေသခံတွေကမေတ္တာနဲ့ပြန်ပေးတဲ့ကျောက်ဦး73လုံးနဲ့ကျပ်ဖတကောင်ကိုရရှိခဲ့တာဖြစ်ပါတယ်။ရောအာစာအောင်အာစနောဒီကောင်ကျနေကနော် လေးကနာလေးလေးကလေးတောက်ဦးဒီမဲ့မနေ့နေ့လေညအစနားဟုတ်လားဒီကောင်လေးမနေ့နေ့လေညနော်ကိုဝင်အောင်တိုက်နော်ကလေးကိုဝင်အောင်တိုက်တက်လားလူများများတိုက်နော်ဆိုင်ဆိုဘိုးဘူးဆိုတော့ဆေးဝင်အောင်တိုက်နော်ဆေးဝင်အောင်တိုက်ဆေးဝင်အောင်တိုက်တက်လား လေးရောလူကြီးပါစုစုပေါင်း25ဦးသေဆုံးစေခဲ့တဲ့2016ခုနှစ်အတွင်းကျုံးခဲ့ရတဲ့ကာယောဂါဆိုးကိုထိန်းချုပ်နိုင်ဖို့အကောင်းဆုံးဆန့်ဆောင်ခဲ့တဲ့ကျန်းမာရေးမှူးဦးတန့်စင်ဦးကို7 Hero အဖြစ်ရွေးချယ်ချီးမြှင့်လိုက်တာဖြစ်ပါတယ်ခင်ဗျာ။